ကချင်ပြည်နယ်ဗမော်မြို့ကစစ်ကောင်စီတပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့စစ်ကုတ်ကဲဌာနချုပ်စကခ27နဲ့အနီးပတ်ဝန်းကျင်ကို KI နဲ့ပူးပေါင်းတပ်တွေကဒီနေ့မေလ28ရက်နေ့မနက်ပိုင်းမှာပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ KI စီးရဲသတင်းမြစ်ကပြောပါရယ်မေလ20ရက်ကစစ်ကောင်စီရဲ့ရဟတ်ရင်နှစီကိုပစ်ချခဲ့ပြီးတဲ့နောက်တိုက်ပွဲတွေငြိမ်သက်နေခဲ့ပေမဲ့တိုက်ပွဲငြိမ်သက်နေချိန်အတောအတွင်းမှာလည်းစစ်ကောင်စီဘက်ကလေကြောင်းဘုံးကျဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ဆိုပါရယ် မေလ29ရက်နေ့မနက်ပိုင်းထိုးစစ်အတွင်းမြို့အတွင်းမှာစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာ၃ခုထပ်မင်းကိုသိမ်းပိုက်ရရှိထားတယ်လို့လည်းသိရပါဗျ။လက်ရှိဗမော်မြို့တိုက်ပွဲမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အရခတ်တတော် AA မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ PDF ကောရခါ KD ကောရခါ KIA ကုကီမျိုးသားတပ်မတော်တို့ကတိုက်ပွဲဝင်နေတာဖြစ်ပါတယ် ဗမာမြို့သိမ်းတိုက်ပွဲကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကလေးကနေ KI ဘူအောင်တပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးဗမာမြို့ရင်းတိုက်ပွဲတွေပြင်းထန်နေစေဖြစ်ပါတယ်ရှင်